်မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးမြန်မာစစ်တပ်ကျင်းပမယ့်ရွှေကောက်ပွဲသို့အာဆီယံကစောင့်ကြည့်လေ့လာရေးဖွဲ့များဆင်လွတ်ဖွဲ့မရှိဟုမလေးရှားနိုင်ငံသားဝင်ကြီးထုတ်ပြောတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတွင်စစ်တပ်ကကမကထပြုလုပ်မည့်ရွှေကောက်ပွဲသို့အာဆီယံကစောင့်ကြည့်လေ့လာရေးဆင်လွတ်ဖွဲ့မရှိကြောင်းမလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ဟက်ဆန်ကထုတ်ဖော်ပြောဆိုပါရသည်။ အော်တိုဘာလ23ရက်နေ့မလေးရှားနိုင်ငံကွာလာလမ်ပူမှာတရင်တောက်များနဲ့တွေ့ဆုံစဉ်မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟဆန်ကပြောဆိုခြင်းဖြစ်ကြောင်း Free Malaysia Today FMD ကတရင်ဖော်ပြပါရယ်မြန်မာစစ်တပ်၏တရင်ထုတ်ပြန်ချက်တွင်အာဆီယံကရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများဆင်လုပ်ရဲသဘောတူသည်ဟုတရင်ထုတ်ပြန်ခဲ့မှုပေါ်တရင်တောက်များကမေးမြန်းစဉ်မလေးရှားနိုင်ငံခြားရေးဝန်ကြီးကအာဆီယံနိုင်ငံခြားရေးဝန်ကြီးများအကြားစစ်တပ်၏ရွေးကောက်ပွဲသို့လေ့လာစောင့်ကြည့်အဖွဲ့များဆင်လုပ်မဆင်လု ုပ်ကိုဆင်နွှဲရအောင်မည်ဖြစ်ကြောင်းထို့ရာတွင်ဆင်လုပ်ပွဲမရှိကြောင်းထုတ်ဖော်ပြောဆိုပါသည်အာဆီယံနိုင်ငံသားဥဝင်ကြီးများအစည်းအဝေးမှာဒီကိစ္စကိုဆွေးနွေးဆုံးဖြတ်မှာဖြစ်ပေမဲ့ အာဆီယံကသဘောတူမယ်လို့တော့ကျွန်တော်မမျှော်လင့်ပါဘူးဟုမလေးရှားနိုင်ငံသားအဝင်ကြီးကရှင်းပြပါရယ်စစ်ကောင်စီကအောက်တိုဘာ9ရက်နေ့မလေးရှားနိုင်ငံသားအဝင်ကြီးနေပြည်တော်ခီးစင်တွင်မြန်မာနိုင်ငံ၏ရွေးကောက်ပွဲအတွက်ပြင်ဆင်မှုကိုဝန်တာပြီးပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းရွေးကောက်ပွဲလ ీల ဆောင်ကြည့်ရေးအဖွဲ့များဆက်လုပ်မည်ဖြစ်သည်ဟုမလေးရှားနိုင်ငံသားအဝင်ကြီးကပြောဆိုကြောင်းလိန်လေတရင်ထုတ်ပြန်ခဲ့ပါရယ် မလေးရှားလွှတ်တော်အမတ်တချို့နဲ့မလေးရှားနိုင်ငံသားအဝင်ကြီးဟောင်းကလည်းစစ်တပ်ရွေးကောက်ပွဲကိုမလေးရှားကတောက်ခံသည်ဟုမြန်မာစစ်တပ်ကသတင်းထုတ်ပြန်ခဲ့မှုအတွက်ရှင်းလင်းပေးရန်မလေးရှားအစိုးရကိုကြေညာချက်ထုတ်ပြန်တောင်းဆိုခဲ့ပါသည်။ဇွန်လလတွင် မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့တွင်ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးတွင်မြန်မာအရေးဖြစ်ရှင်ရန်အတွက်ရွေးကောက်ပွဲမှာဦးစားပေးမဟုတ်ကြောင်းအာဆီယံကတရားဝင်ကြေညာချက်ထုတ်ပြန်အသိပေးခဲ့ပါတယ်။အကြံဖက်စစ်တပ်ကအာဆီယံကချမှတ်ထားသောပုံသဘောတူညီချက်၅ရပ်ကိုလိုက်နာခြင်းမရှိသဖြင့်စစ်ကောင်ဆောင်နှင့်ဝန်ကြီးများကိုအာဆီယံထိပ်သီးအစည်းအဝေးများတက်ခွင့်မပြုပဲအာဆီယံကအရေးယူထားကြောင်းသိရပါတယ်။ မဲအောင်လိုင်းကဘိုးကျုံနေဘုံမှုကျုံအစ်စ်များကိုတန်မက်ဖြစ်ခဲ့ပြီးစစ်အရာရှိတချို့ကိုလည်းဌာနဆိုင်ရာအကြီးအကဲများဖြစ်ပြောင်းရွှေ့နေအရက်ဘက်သူစစ်ဘက်မှအရာရှိအများပြဇက်တိုက်ပြောင်းရွှေ့ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ အကြံဖက်စစ်ကောင်းဆောင်မင်းအောင်လိုက်ကဘူချုံနေဘုံမှုချုံများကိုတံမက်ဖြေခန့်လိုက်ပြီးစစ်အရာရှိတချို့ကိုလည်းဌာနဆိုင်ရာအကြီးအကဲများဖြင့်ပြောင်းရွှေ့နေကြောင်းနေပြည်တော်စစ်ဘက်တရင်ရှင်မြင်းနဲ့စီရန်ဘူချီစင်ရော်တို့၏ပြောဆိုချက်စစ်တပ်ကထုတ်ပြန်သောပြန်တမ်းများအရာသိရပါရသည် ကြည်တက်မဘိုးချုပ်နေမျိုးဦးလေတက်မဘုံမှုချုပ်မျိုးမင်းထွန်းတို့ကိုနိုင်ငံခြားရေးဝန်ကြီးဌာန၏တမ်းမကြီးအဆင့်ဖြင့်အရက်ဘက်သို့ပြောင်းရွှေ့လိုက်ကြောင်းရွှေကောက်ပွဲဝင်ရန်စံတော်မရှိသောစစ်တပ်အယောင်ရှိကြီးတို့ကိုအရက်ဘက်သို့အကြီးကဲများဖြင့်ပြောင်းရွှေ့ခြင်းတွင်ပါဝင်လာခြင်းဖြစ်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရှင်းမြစ်ကရှင်းပြပါသည်။ တက်မှာရွေးကောက်ပွဲဝင်ဖို့စံနာရှိမရှိမေးတယ်အဲ့ဒီထဲကရွေးကောက်ပွဲဝင်ဖို့စံနာမရှိရင်အရက်ဘက်ဌာနဆိုင်ရာအကြီးကဲတွေတာမတ်တွေဖြစ်ပြောင်းပေးတယ်စစ်တက်မှာလည်းသူတို့ကိုလဲပြီးသွေးတက်လောင်းတယ်အရက်ဘက်ကိုလိုချင်တဲ့နေရာရာဘူးကိုလည်းအဆိုခွင့်ပြုပေးတယ်ဟုနေပြည်တော်စစ်ဘက်တရင်ရှင်မြကရှင်းပြပါတယ်စီရင်ဘူကြီးစင်ရောကမှုစစ်တက်တွင်ဘူချုပ်ကြီးစင်မဒုတိယဘုံမှုကြီးအစင်တီအနာပေးခြင်းနဲ့အပြောင်းရွှေ့များရှိနေပြီးဘူချုပ်နေမျိုးဦးနဲ့ဘုံမှုချုပ်မျိုးမင်းထွန်းတို့မှာ ရှေ့ဆက်ဂျာရူတိုရဲ့မရှိတော့တဲ့ဖြင့်အရက်ဘက်တို့ပြောင်းရွှေ့ပေးလိုက်ခြင်းဖြစ်ကြောင်းပြောဆိုပါရယ်ဘိုးချုပ်နေမျိုးကတော့စစ်တပ်ကတို့အပတ်စဉ်34ကလို့သိရပါရယ်လေတက်ကဘုံမှုချုပ်ကတော့မင်္ဂလာတုံးလေတက်စကန်ဌာနချုပ်မှလှုပ်ဖို့ရယ်ပြီးရင်မကွေးလေတက်စကန်ဌာနချုပ်မှလှုပ်ဖို့ရယ်ဆိုတော့ကျန်နေဟာတော့မရှိဘူးဘုံမှုချုပ်ဘိုးချုပ်လေဘယ်ကတော့ရှေ့ဆက်ပြီးမတက်တော့ဘူးဒါကတန်မဲ့ပေါ့ရင်းနှုံးကဆိုရင်စစ်တမ်းမှုပေါ့ဒါပေမဲ့ မင်းအောင်လိုက်ကစစ်ဆိုးရလက်ထက်မှာတော့သူတို့ရဲ့ဂိမ်းဘောနေရာတွေအလုံးစစ်တမ်းမှုထမ်းမြင့်နဲ့တန်မတ်တွေဖြစ်သွားတဲ့အနေအထားပေါ့သူတို့ကိုချွေးသိမ့်လိုက်တဲ့နေရာတွေလို့ပဲပြောရမှာပေါ့နောက်မှဆိုစစ်တမ်းမှုနဲ့ဂိမ်းသွားမှာပေါ့ဒါအရက်သားအဆိုးရလက်ထက်မှာဆိုတော့တန်အမတ်မခံဘူးစစ်တမ်းမှုနဲ့တင်ပြီးသွားတာအခုတော့ဒီလိုမျိုးတန်မတ်တွေကတောက်လျှောက်သူတို့အဆိုးရတက်နေတဲ့တွေကတော့တန်မတ်တွေကလည်းသူတို့လူတွေပဲထားသွားမဲ့အနေအထားမျိုးတွေ့ရပါတယ်ဗျအခုလာမဲ့ ပုံမှုချုပ်တွေပုံမှုကြီးတွေနောက်ပိုင်းအနာပေးမဲ့လူတွေတော်တော်များများကစစ်တမ်းမှုတန်မတ်တွေနဲ့ပဲလှုပ်ပေးလိုက်မှနိုင်ငံခြားသွားခွင့်တရားဝင်ပေါ်အထင်းထဲမှနေနေရင်လာပြီးတော့သူတို့ချင်းချင်းလာပြောမှဆိုလို့ဝေးဝေးကိုတောက်ပေးလိုက်တဲ့သဘောမျိုးပေါ်ဟုစီနီယံဘုတ်ကြီးစင်ရောကပြောဆိုပါတယ် အလားတူတက်မတော်ကြီးမှဒုတိယဘုံမူကြီးဝင်းလွင်ဦးကိုအမျိုးသားစီမံကိန်းဝန်ကြီးဌာနဗဟိုဆက်ပစ္စည်းစည်ရင်းအင်းနဲ့စစ်စည်ဦးစည်းဌာနဒုတိယညွှန်ကြားမှုချုပ်ဖြစ်လက္ခဏာဘူကြီးမင်းသူကိုမန္တလေးစီပင်ဌာနမှုဖြစ်လက္ခဏာ MS3 တမ်းမြင့်လေးချင်ရီမှဘုံမူဇေယဆိုးကိုရေကောက်ပွဲကော်မရှင်တွင်လက်ထောက်ညွှန်ကြားမှုဖြစ်လက္ခဏာခန့်အပ်ခဲ့တယ်လို့သိရှိရပါတယ်။ နေပြည်တော်စစ်ဘက်တရင်ရှင်မြေအစိုးရစစ်ဘက်မှအရာရှိချင်းနဲ့အရာရှိငယ်400ကျော်ကိုအရက်ဘက်ဝင်ကြီးဌာနများတွင်ဌာနဆိုင်ရာကြီးကဲများနှင့်အရာရှိများဖြင့်မင်းအောင်လိုက်ကပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်းသိရပါသည်နောက်ထပ်တင်ဆက်ပေးမယ့်တရင်ကြောင်းကတော့ပြည်သူအာဏာပြည်သူထံပြန်လည်ရောက်ရှိစေရေးတမိုင်းဆန်လာရှိတဲ့လူပေါင်းသစ်ဒီမိုကရက်တစ်ပါတီနဲ့အတူတကွကြိုးပမ်းမယ်လို့ CRPH ဂုံပြူတော်ဝန်လာပေးပို့တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ပြည်သူအာဏာပြည်သူထံပြန်လည်ရောက်ရှိစေရအတွက်တမိုင်းဆင်လာရှိတဲ့ပါတီနဲ့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှအထူးတကားပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားမယ်လို့လူပောင်တဲ့ဒီမိုကရက်တစ်ပါတီဖွဲ့စည်းတည်ထောင်ခြင်း38နှစ်မြောက်အထိမ်းအမှတ်ခံနာကိုပြည်အောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကဂုဏ်ပြုတောင်းလွှာပေးပို့လိုက်ပါတယ်လူပောင်တဲ့ဒီမိုကရက်တစ်ပါတီကရှင်းလင်းလုံးရေးတော်ပုံကြီးကနေတရီတီပြီး 1988ခုနှစ်အောက်တိုဘာလ14ရက်မှာစတင်ဖွဲ့စည်းတည်ထောင်ခဲ့တာဒီနေ့ဆို38နှစ်ကာလကိုရောက်ရှိခဲ့ပြီဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာအရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်နေတဲ့ပြင်လူငယ်တွေရဲ့နိုင်ငံရေးမှာတက်ကြွစွာပါဝင်လာမှုကိုအားပေးမြင့်တင်ကနိုင်ငံရေးကောင်းဆောင်မှုနဲ့ဒီမိုကရေစီတန်ဖိုးတွေကိုမျိုးဆက်သစ်တွေစီလက်ဆင့်ကမ်းပေးနိုင်ဖို့ရည်ရွယ်ချက်ကောင်းနဲ့ခိုင်မာစွာယက်တည်ခဲ့တဲ့ပါတီသမိုင်းစဉ်လာကို CRPH ကအထူးလေးစားဂုဏ်ယူတယ်လို့ ဖော်ပြထားပါတယ်။ ဒီမိုကရေစီရဲ့အတွက်ကြိုးပမ်းခဲ့တဲ့38နှစ်တာ ကာလတွင်ခေတ်ဆက်ဆက်ဆင်အာနာရှင်စနစ်ရဲ့ပြိနှိမ်မှုကြောင့်ရဲရင်ပြတ်သားစွာရင်ဆိုင်တိုက်ပွဲဝင်ရင်အသက်ပေးခဲ့ကြရတဲ့ပါတီဝင်အာဇာနည်သူရဲကောင်အပေါင်းတို့ကိုဥညွတ်အလေးပြုတယ်ဆိုတာနဲ့၎င်းတို့ရဲ့ရဲရင်မှုနဲ့စွန့်လွတ်စွန့်စားမှုတို့ကိုအစင်မြဲအောင်မေတ္တရာနေမှာဖြစ်ပြီးအာဇာနည်တို့ရဲ့ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ Federal Democracy ပြည်တော်စုတည်ဆောက်ရေးကိုတော်လှန်ရေးအင်အားစုများနဲ့တူလက်တွဲအောင်မြင်အောင်ဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ CRPH ကအလေးနက်ကတိပြုပါရယ်လက်ရှိကာလမှာအကြမ်းဖက်ဆဲအုပ်စုကနိုင်ငံတကာနဲ့အာဆီယံကိုလှည့်စားရန်အတွရောင်ရေကောက်ပွဲကိုကျင်းပရန်ကြိုးပမ်းလျက်ရှိပါရယ်ပြည်သူဆန္ဒကိုမျက်ကွယ်ပြုကလက်နက်အားကိုပြင်ချင်းချောက်ပြီးပြည်သူလူထုထောက်ခံမှုရရှိထားသောပါတီများမှခေါင်းဆောင်များနဲ့ပါတီဝင်များကိုဖမ်းဆီးတပ်ဖြတ်ပြီးကျင်းပမယ့်ရေကောက်ပွဲကတရားဝင်မှုမရှိကြောင်း ကဘာကအတိလင်းသိရှိစေရန်တွန်လိုင်းရေးအင်အားစုအလုံးအနေဖြင့်စူးစီးညီညွတ်စွာပူးပေါင်းဆောင်ရွက်သွားကြရန်အထူးလိုအပ်ပါတယ်လို့တဝန်လွှာမှဖော်ပြထားပါတယ်။ဒါကသာအကျန်းဖက်ဆေးအာနာရှင်တွေရဲ့နောက်ဆုံးထွက်ပေါက်ကိုပိတ်ဆို့နိုင်မယ့်တခုရီသောနှီးလန့်ဖြစ်တဲ့အတွက်မိမိတို့အလုံးပုံမစည်းလုံးညီညွတ်သောစိတ်ဓာတ်နဲ့ရှေ့သို့ချီတက်ကြဖို့အရေးတကြီးလိုအပ်နေပြီလို့တဝန်လွှာမှဖော်ပြထားပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက်ရဲဝံပြတ်သားစွာရင်ဆိုင်တွန်းလှန်ရင်ပြည်သူလူထုနဲ့အတူတသားနယ်ချက်တည်ခဲ့တဲ့တမိုင်းဆန်လာတိုင်းရှေ့ဆက်လေပြည်သူလူထုအတွက်အားကိုးအားထားပြုရတဲ့ပါတီကောင်တရက်ဖြစ်ရည်တည်သွားမှာဖြစ်ကြောင်းအကျွမ်းမဲ့ယုံကြည်တယ်လို့တမွန်လွာမှာဖော်ပြထားကြောင်းသိရှိရပါတယ်။